မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကအမှန်၅ဆစ်စင်ကိုကဲမှုဌာနချုပ်စကခ၅ကိုအရခတ်တပ်တော် AA ကသိမ်းပိုက်လိုက်ပြီးတော့တောင်ကုန်းမြို့နယ်တစ်ခုလုံးကိုထိန်းချုပ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တောင်ကုန်းမြို့ကိုနိုဘယ်မာလာ24ရက်နေ့ကအလုံးစုံထိမ့်ချုပ်ပြီးတဲ့နောက်စကခ9တပ်မှခမရ346တပ်ရင်ခမရ944တပ်ရင်တို့ကိုအေကဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒီဇမလာ24ရက်နေ့ညနေပိုင်းမှာစကခ9တပ်မှအပါအဝင်တပ်ရင်းများကိုတိမ့်ပိုင်နိုင်ခဲ့ပြီးတော့လက်ရှိမှာ တောင်ကုန်းမြို့နယ်တစ်ခုလုံးကိုအပိသက်သိမ့်ပိုက်ထိန်းချုပ်လိုက်ပြီလို့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်တောင်ကုန်းမြို့နယ်တစ်ခုလုံးကိုအေအေကသိမ့်လိုက်ပြီဗျနောက်ဆုံးကြံတဲ့စကခငါတက်မှဌာနချုပ်ခမရ944ခမရ36တို့ကိုလည်းသိမ့်လိုက်ပါပြီ တောင်ကုတ်ဒေသတစ်ခုလုံးဟာအေအေရဲ့လက်ထဲကိုကျရောက်သွားပြီလို့ပြောဆိုထားပါတယ်တောင်ကုတ်တက္ကသိုလ်တဲကစစ်ကောင်စီတပ်ရင်းရဲစခန်းအပါအဝင်ပန်းမြောက်တောင်အမြောက်တပ်ရင်းနဲ့တပ်စခန်းပေါင်း၁၀ခုကျော်ကိုလည်းအရခတ်တက်တော်အေအေကနိုဝင်ဘာလ၄ရက်နေ့ကနေ20ရက်နေ့အတွင်းမှာပထမဆုံးသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်ပြီးမှအေအေဟာတောင်ကုတ်ဒေသမှာရှိတဲ့စကားခ၅တပ်မှနဲ့တပ်ရင်း၂ခုကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်ကလက်ရှိမှာတောင်ကုတ်ဒေသတစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းလိုက်လံရှင်းလင်းနေတယ်လို့စီရဲသတင်းအင်းမြစ်ကပြောဆိုထားပါရယ်။အေအေကအခုရခိုင်ပြည်နယ်ထဲကမျိုးသိမ်းထားတာဟာပလတ်ဝအပါဝင်73မျိုးအထိဖြစ်လာပါပြီ။အန္တာဘတ်ကလည်းမကြခင်မှာကြတော့မယ်လို့သိရတယ်။မျိုးပေါ်ကိုတော့အေအေကထိန်းချုပ်ထားတယ်။ဂွမ်းမျိုးတဲကိုတိုက်ပွဲတွေကလည်းမကြခင်မှာရောက်လာပါတော့မယ်။အေအေကတမျိုးပြီးတမျိုးဇက်တိုက်သိမ့်ပိုက်နိုင်တာဟာအရန်ကိုဝမ်းတာအားရဖို့ကောင်းတယ်လို့ တောင်ကုန်းဒေသခံစစ်ဆောင်တူကပြောပြထားပါတယ်အရခတ်တပ်တော် AA ဟာပြီးခဲ့တဲ့ရက်ပိုင်းကမောင်တော်နေကြားဆောင်တပ်နခခငါတပ်စခန်းကိုသိမ့်ပိုက်ပြီးတဲ့နောက်မောင်တော်မျိုးနယ်တစ်ခုလုံးကိုအပိသက်သိမ့်ပိုက်ထိမ့်ချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်လက်ရှိမှာအရခတ်တပ်တော် AA ဟာအဲနဲ့ဂွားမျိုးကိုသိမ့်ပိုက်နိုင်ရန်စစ်ကောင်စီတပ်အင်အားတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာလည်းအလန့်ဖြူထောင်းအလင်းဝင်လက်နက်ချမှုများလည်းရှိနေကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဖီးလင်းမြို့အနီးတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကအလောင်းပြန်မရတဲ့ဘိုးကြီးအောင်စိုးဦးနဲ့တပ်သား9ဦးရဲ့ရုပ်အလောင်းများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မနက်09:55မိနစ်ခန့်မှာဖီးလင်းမြို့ကနေစစ်ကြောမှုဘိုးကြီးအောင်စိုးဦးဦးစီးတဲ့စစ်သားနဲ့ပြူစောထီအယောက်80ပါတဲ့စစ်ကြောဟာတော်လိုင်းတပ်ဖွဲ့များခြေကုပ်ယူထားတဲ့စခန်းကြီးဘက်ကိုတက်လာတဲ့အချိန်ဂံကောခရိုင်တိုက်ရင်2တိုက်ရင်4တိုက်ရင်10တိုက်ရင်15တိုက်ရင်18နဲ့ ထီလင်းမြို့နယ် drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က MI-35 နဲ့လေကြောင်းပစ်ကူနှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ဗိုလ်ကြီးအောင်စိုးဦးအပါအဝင်အလောင်း၈လောင်းတင်းစီရရှိခဲ့ပြီးတော့ပြူစော်တီတအုပ်ကိုတော့အရှင်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်၃လက်နဲ့ဖုန်းတစ်လုံးတို့ကိုတင်းစီရရှိခဲ့ပြီးတော့အဲ့ဒီစစ်ကြောင်းဟာထီလင်းမြို့ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့အများဘက်ကအမှတ်နဲ့တိုက်ရင်တက်ခွဲတက် ဒုစုမှုရဲဘော်နေလင်းအောင်ဟာတိုင်းပြည်နဲ့လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထက်အရာရှိတွေကိုတင်ပြတဲ့လျှို့ဝှက်အစီရင်ခံစာကိုလည်းတော်လိုင်းတပ်ဖွဲ့များဘက်ကရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာကစစ်ခွေးအလောင်းတွေကိုပါတိမ့်စီရရှိခဲ့ပါတယ်။စစ်ခွေးတွေကလေရင်နဲ့လာပစ်တာရှိလို့ပြန်လည်ပြီးတော့ဆုတ်ခွာခဲ့ရတယ်။နေမြေလုံးချုပ်ရေးအခြေအနေကြောင့်ထုတ်ပြန်ဖို့နောက်ကျခဲ့တာပါလို့ထီးလဲမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိပြီးတော့ကားပေါ်ကနေဆင်းပြေးတဲ့စစ်သား၅ဦးကိုအရှင်ဖမ်းဆီးရမိကစစ်ကားတစ်စီးဟာမိလောင်ပြီးတော့ကြောက်ထဲထိုးကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားလာ15ရက်နေ့ညနေ9:00ကမှအမှတ်33ချင်းမြန်တက်မှဌာနချုပ်ကနေထွက်လာတဲ့စီပေါ်စာတွဲကားနဲ့စစ်ကားများပါဝင်တဲ့86စီးပါတဲ့ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကမအုပ်ဂိတ်အနီးမှာရှိတဲ့မြင်းနေရွာနဲ့တရားဖြူချားမှာဗရီတာမိုင်း18လုံးနဲ့မိုင်းဆွဲပြီးတော့လက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့စစ်ကားပေါ်ကနေဆင်းပြေးတဲ့စစ်ကောင်စီတပ်သား9ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာကားတစ်စီးမီးလောင်သွားပြီး ပြီးတော့ကြောင်ထဲကိုထိုးကျသွားတယ်လို့သိရပါတယ်။တပ်မ33ကနေထွက်လာတဲ့ခွေးရင်တန်းကိုထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။မုံရွာမန္တလေးလမ်းပိုင်းမအူဂိတ်အနီးကမြေနှဲရွာနဲ့တရားဖြူကြားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေးတွေထိခိုက်သေးဆုံးမှုရှိနိုင်တယ်။ကားပေါ်ကနေဆင်းပြေးတဲ့စစ်ခွေး9កောင်ကိုအရှင်ဖမ်းမိတာတယ်။လက်နက်တွေကတော့တင်းစီရမိတာမရှိဘူး။စစ်ခွေး9កောင်ကကိုလိုယုံပြီးတော့ကားပေါ်ကနေဆင်းပြေးလာတာ။ပြည်သူတွေကိုသတိပေးချင်တာကတော့ခွေးကားတွေကိုတွေ့ရင်ကတ်မလိုက်ပါနဲ့လို့မြစ်တာရက်ခံကြမှာတယ်လို့ မဲမောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ခံဘုံမဲမောင်ကပြောဆိုထားပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမုံရွာမန္တလေးလမ်းပိုင်းမှာကင်းမုံများဝှက်ပြီးတော့ခြေရွာများကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်နေပြီးကြောင်ထဲကျသွားတဲ့ကားကိုလည်းပြန်လည်ဆဲယူနေတယ်လို့သိရပါတယ်၎င်းတပ်ခတ်မှုကိုမဲမောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့အလာဝကတပ်ဖွဲ့ရင်းမာပင်ခရိုင်အမှတ်နှစ်ဆက်ကိုတရင်ဒေါင်းမင်း PDF နဲ့မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းရေတာရှိမြို့နယ်စစ်တောင်းမြေအရှိတ်ချမ်းဗရောက်ကုန်းရွာမှာနှစ်ရက်တာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သား၁၂ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ၁၂ရက်နေ့မွန်လယ်၃နာရီခန့်အချိန်မှာရေတာရှိမြို့နယ်စစ်တောင်းမြေအရှိတ်ချမ်းရွာတစ်ကျေးရွာမှာအထိုင်ချထားတဲ့အင်အားတရာခန့်နဲ့ရွာတစ်ကျေးရွာကနေဗရောက်ကုန်းကျေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာရာ ကြိုတင်ပြီးတော့အသင့်ဆောင်ဆိုင်နေတဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကမိုင်းဆွဲပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့လက်ဦးမှုရယူကပစ်ခတ်ခဲ့တဲ့အတွက်အကြမ်းဖက်စစ်သားများအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဒီဇင်ဘာလ12ရက်နေ့ညနေ6နာရီအချိန်ကမှဗရောက်ကုန်းရွာကိုထပ်မံပြီးတော့ဝင်ရောက်လာတဲ့အတွက် တော်လိုင်းပူပေါင်းတပ်ဖွဲ့များနဲ့ထမှန်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲနှစ်နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာအဲ့ဒီညမှာဗရောက်ကုန်းချေးရွာထိပ်မှာဆက်လက်ပြီးတော့ရှိနေသေးတဲ့အတွက်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကတညာလုံးနှီးပါလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒီဇမလာ73ရက်နေ့မနက်3:00အချိန်ကမှအကြမ်းမဆက်တကထမှန်ပြီးတော့ရှေ့ဆက်တိုးလာတဲ့အတွက်တော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကပြစ်ခတ်တိုက်ခိုက်ရာ အကြမ်းမဲ့စစ်သားများအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီနေ့ညနေ3နာရီအချိန်ကမှထပ်မံတိုးလာတဲ့အကြမ်းမဲ့စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကထောင်ထားတဲ့မိုင်းများနင်းမိကအထိနာသွားတဲ့အတွက်ရွာတိချေးရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ အဲ့ဒီနှစ်ရတာတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား၁၂ဦးသေဆုံးက6ဦးကဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့အောင်မြင်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာမှုကြောင့်ဗရာကုန်းကျေးရွာအပါအဝင်အနီးအနားကကျေးရွာများကပြည်သူများဟာလည်းစစ်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပြီးတော့လက်ရှိမှာလည်းအကြမ်းဖက်စစ်ကောင်စီနဲ့တော်လိုင်းရေးတပ်များစစ်ဆိုင်ထားတဲ့အနေအထားရှိနေတဲ့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့လဲစစ်ရေးအသည့်စစ်ရေးတရီနဲ့လုံခြုံရေးအထူးဂရုစိုက်ကြရန်တိုက်တွန်းထားတယ်လို့သိရပါတယ်။စစ်စင်ရေးတိုက်ခိုက်မှုများကိုစစ်တောင်းမြဝမ်းရေဒါရှေပူပေါင်းစစ်စင်ရေးအဖွဲ့နေပြည်တော် PDF စစ်ကြောင်းတပ်ရင်း900တပ်ရင်း3939နဲ့ကီကူစစ်ကြောင်းနဲ့တော်ဝင်လျက်စီ RTC စစ်ကြောင်းတပ်ရင်း3939တက်ပေါ်ဝါနီစစ်ကြောင်းတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအနောက်ချမ်းပြည်ခရိုင်ပောက်ခေါင်းမြို့နယ်ကင်မွန်းချုံကျေးရွာအုပ်စု ဒရွာရွာကြီးရွာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနှင်းလာတဲ့ကားကိုဟွန်းတိမိတဲ့အတွက်အမျိုးသမီးတအူပားရိုက်ခံရပြီးတော့နံပါတ်တုတ်တွေနဲ့ပါထူထောင်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ14ရက်နေ့ညနေ3:00နာရီခွဲအချိန်ကမှအသက်23နှစ်အရွယ်ရှိတဲ့ဒရွာရွာကအမျိုးသမီးတအူဟာစစ်ကောင်စီတပ်သားတွေစီးနှင်းလာတဲ့အိမ်စည်းကားကိုအနောက်ကနေပြီးတော့ဟွန်းတိလိုက်ရမှာကားပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်သားများဟာဆင်းလာပြီးတော့ပားရိုက်ချင်းနံပါတ်တုတ်တွေနဲ့ထုနှက်ချင်းများပြုတ်လုသွားတယ်လို့သိရပါတယ်။ရွာအလယ်လမ်းဆိုတော့ရွာကလူတွေတော်တော်များများမြင် င်ကြတယ်သူတို့ကအင်စည်းကားနဲ့လာတာဒဏ်ရာကတော့တော်တော်နားတယ်ပြောတယ်နံပါတ်တုတ်တွေနဲ့လည်းရိုက်တယ်လို့ပြောတယ်ပားတွေနားတွေလည်းရိုက်တယ်လို့ဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိခဲ့တဲ့အမျိုးသားတို့ကပြောပြထားပါတယ်အာနာသိမ့်ပြီးတဲ့အချိန်ကစပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာလူအခွင့်ရေးကိုတိတာထင်ရှားစွာချိုးဖောက်ကလူမဆန်တဲ့အပြုအမူများကိုကျူးလွန်နေပြီးတော့အမျိုးသမီးများနဲ့ကလင်းငယ်များဟာနေ့စဉ်ဒဏ်ရာရရှိကောင်အသက်ဆုံးရှုံးနေရတယ်လို့မြန်မာအမျိုးသမီးများတပ်မက BWU ကလည်းအစီရင်ခံစာထုတ်ပြန်ထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်မန္တလေးမြို့ပေါ်မှာအုတ်ချုပ်ရေးမှုများကစစ်မှုထမ်းရန်လူငယ်များရှိတဲ့မိသားစုဝင်များထံကနေပြီးတော့ချင်းချောင်းငွေညှင့်မှုများလှုပ်ဆောင်နေပြီးတော့ပတ်စံမပေးနိုင်တဲ့သူများကိုနေအိမ်နေတဲ့အထိပါဝင်ရောက်ပြီးတော့ဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ဦးလွင်မြို့ပေါ်မှာစစ်မှုထမ်းဆက်ရန်အကြုံးဝင်တဲ့လူငယ်များရဲ့နေအိမ်များကိုရက်ွက်ရုံးများက အလဲမကြခင်တလကိုနှစ်ချိန်အထိငွေညစ်နေတယ်လို့သိရပါတယ်ငွေမပေးနိုင်ပါကပထမဦးစားပေးစရင်မှာထည့်ထားလိုက်မယ်ဆိုပြီးတော့ချင်းချောင်းအချက်ကင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ဒါအပြင်မန္တလေးမြို့ပေါ်မှာလည်းရက်ကွက်အလိုက်စစ်မှုထမ်းရန်လူငယ်တွေရှိတဲ့နေအိမ်တွေကငွေညစ်မှုများဇက်တိုက်လှုပ်ဆောင်နေပြီးတော့ရက်ကွက်အလိုက်လူဦးရေပေါ်မူတည်ပြီး ရက်ကွက်တရက်ကွက်ကိုတလကိုငွေကျပ်သိန်းကိုယာနဲ့ချီပြီးတော့ရရှိနေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမန္တလေးမြို့ပေါ်မှာစစ်မှုထမ်းရန်၎င်းတို့တပ်မတ်ထားတဲ့လူဦးရေမပြည့်မီပါကလက်ဖက်ဆိုင်များမှာအရွက်ဝတ်တွေနဲ့ပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်နေတယ်လို့သိရပါတယ်။ပြည်ဦးလွင်မှာတော့အုပ်ကြီးတွေကတခါတောင်းရင်တသိန်းပတ်ချာလေလောက်ကိုတောင်းနေပါတယ်။စရင်ပါရင်တော့အိမ်နေတဲ့အထီကိုဝင်ခေါ်တယ်။ခေါ်တဲ့အချိန်မှာလဲမနဲ့၃နာရီလိုအချိန်မျိုးတွေမှာဝင်ခေါ်လေးရှိတယ် မန္တလေးကမြို့နယ်တော်တော်များများကလူငယ်တွေရှောင်နေကြရပါတယ်စစ်ခွေးတွေကပတ်စံမပေးရင်စစ်မှုထမ်းပါတယ်ဆိုပြီးတော့စစ်ခွေးတွေကိုပါခေါ်လာပြီးနေအိမ်နေတဲ့အထီကိုတတ်ဆွဲတာအခုအချိန်တွေကမြို့နယ်တစ်ခုကိုလူဦးရေနဲ့ခွဲပြီးတော့ပေးနေရပါတယ်အရေးအတွက်လိုက်အုပ်ကြီးတွေကိုစစ်ခွေးတွေကငွေပေးထားပါတယ်စစ်ခွေးတွေကတရက်ကို3ရက်အပခေါ်ဆိုလို့ရှိရင်3ရက်ရှာပေးနေရတယ်လို့ပြောဆိုထားပါတယ်တနေ့ကမန္တလေးမြို့ပေါ်မှာလက်ဖေးဆိုင်ထိုင်နေတဲ့အရက်ဝတ်နဲ့စစ်ခွေးပြူခွေးတွေက ဆိုင်ရှိမှာဖြတ်တန်းသွားလာနေတဲ့ဆိုင်ကယ်နဲ့လူငယ်တွေကိုရုတ်တရက်ထွက်ဆွဲတာမျိုးတွေရှိတယ်လို့သိရပါတယ်။တချို့ဆိုင်ကယ်တွေထားပြီးတော့ထွက်ပြေးရတယ်လို့သိရပါတယ်။ညပိုင်း6နာရီကျော်လောက်ဆိုရင်အလွန်စီကားပါတယ်ဆိုတော့ Ocean နဲ့မင်္ဂလာမန္တလေးလိုနေရာမျိုးတွေမှာတော့လူအသွားလာတော်တော်ပါသွားတယ်လို့ Mandalay Revolution ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ